ဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ် weekend မှာတော့ကျွန်တော်အကြိုက်ပွဲစဉ်နှစ်ပွဲကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာညနေ6:00နာရီမှာကံမဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ Brand Food နဲ့ Main ပွဲကိုအရင်သုံးသပ်ပေးသွားမှာဖြစ်ပါတယ် Ancient Brand ကိုအရင်တစ်ချက်ကြည့်အောင်ဗျာငါးဘွဲကံပြီးတာမှာတပွဲနိုင်တပွဲတည်ရသုံးပွဲရှုံးဆိုတဲ့ရတဲ့နဲ့တန်းစင်စုံနာမှာရက်တည်နေတယ် Brand Food ကခြေစမ်းဝိုင်းဆိုးရနေပေမဲ့အတင်းကြီးနေနဲ့တွေ့ရင်ဖြင်းဖြင်းလှုပ်တက်ပါတယ်ချက်စင်းနဲ့တွေ့တဲ့ပွဲမှာဆိုရင်လည်းဖြင်းဖြင်းလှုပ်ပြီးတည်တမဲ့ခွဲယူထားတာကိုကြည့်ရင်သိနိုင်ပါတယ် အဲ့ဒီအချက်ကတော့မန်ယူရဲ့သတိထားရမယ့်အချက်ပဲဖြစ်ပါတယ်။မန်ယူဘက်ကိုကြည့်မယ်ဆိုရင်လည်းမန်ယူကဒီရဒီမှာရေပေါ်ပေါ်လိုက်ရင်းနှစ်လိုက်ဖြစ်နေတဲ့အသင်းမှာခြေစွမ်းလည်းမတည်ငြိမ်ရတဲ့အထက်လူတွေကနာလိုက်အနီးကပ်တွေထိလိုက်နေတော့တော်တော်မတည်မငြိမ်ဖြစ်နေတာတွေ့ရပါတယ်။ကြေးအရာလည်းမန်ယူက level 80ရှုံးပေးထားတာကိုတွေ့ရပါတယ်။ဂိုးပေါင်းကြီးကတော့3ပေါင်30ဖွင့်ထားတာကိုတွေ့ရပါတယ်။နှစ်သင်းလုံးကပြန်ပစ်တင်တဲ့တွေ့ရန်ဂိုးပေးထားရတာကြောင့်ခန်းစင်အားနဲ့တဲ့အသင်းနှစ်သင်းဖြစ်တာကိုသိသာစေပါတယ်။ခန်းစင်အားနဲ့ပင်မဲ့လည်းဂိုးပြန်သွင်းတဲ့ပုံစံလေးတွေမြင်ရတာကြောင့် ဘော်ရီထက်ကျွန်တော်ကတော့ဒီပွဲကိုဂိုးပေါ်ကြိုက်မိပါတယ်ဒုတိယပွဲစဉ်ကတော့ည၈ခွဲမှာကံပဲခရစ်စတယ်ပဲလီနဲ့လီဗာပူးပွဲဖြစ်ပါတယ်ခင်ဗျာရှုံးဝဲမရှိသေးတဲ့အတင်းအတင်းတွဲဆုံတာဖြစ်ပါတယ်ခရစ်စတယ်ပဲလီကလည်း၅ပွဲကံပြီးတာမှာ၂ပွဲနိုင်၃ပွဲသေးဆိုတဲ့ရလနဲ့အစင်၅နေရာမှာရက်တည်နေပါတယ်ခရစ်စတယ်ပဲလီကအတင်းဖွဲ့စည်းပုံကျက်တဲ့အပြင်အင်ကွင်းအားကောင်းတဲ့အတင်းဖြစ်တာကြောင့်လီဗာပူးတို့တခြားကံရမယ့်အနေအထားမှာရှိပါတယ်လီဗာပူးကလည်းအရှုံးဆိုတာပါလဲမေးဥနေရတဲ့အတင်းဖြစ်ပါတယ် ငါးဘွဲ့ကငါးဘွဲ့နိုင်ဆိုတဲ့ရလက်နဲ့ချန်ပီယံအခြေစွမ်းကိုဆက်ပြတ်တာနေစေပါပဲ။ဂျေးရဆိုရင်ဂိုးပေါင်းဂျေးက3ပေါင်း60ပေးထားပြီးဘော်ဒီဂျေးကသလုံးသွင်းတာနဲ့အပြည့်နိုင်မှာဖြစ်ပါပဲ။ခရစ်စဲဘက်ဒီကလီဗာပူးလိုအသင်းကြီးနဲ့တွေ့ရတာကြောင့်သူ့ပုံစံအတိုင်းဂိုးမပေးအောင်ထိန်းသိမ်းသိမ်းသိမ်းကန်လာမှာဖြစ်တဲ့အတွက်ဂိုးကတော့မြန်မာဆဆာမြင်တွေ့ရမယ်မထင်ပါဘူး။အဲဒါကြောင့်ကျွန်တော်ကတော့သလုံးသွင်းုံနဲ့အပြည့်နိုင်မဲ့လီဗာပူးဘက်ကပဲစွန့်စားကြည့်ချင်ပါတယ်။ ကဲကျွန်တော်တခုသတိပေးချင်တာကကျွန်တော်ရဲ့ထင်မြင်ဆွဲချက်တွေ၃၀ချက်တွေနဲ့အကြိုက်တူတဲ့ညီကိုတွေမှလိုင်းလံစော်ကစားဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်တော့ Sport Memory ကဘောလုံး၃၀သူကိုကြံမဲ့ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဒီညနိုင်ဝဲတွေဖော်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ